မင်္ဂလာပါရှင်အောက်တိုဘာ28ရက်ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့သမျှတွေကအကြောင်းအရာတချို့ကိုပြန်လည်စုစည်းဖော်ပြပေးလိုက်ပါရရှင်အာနာသိန်းစစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကိုတပိမောက်စန့်ကျင်ရေးကာလအဖြစ် အောက်တိုဘာ28ရက်ကစလို့ဒီဇင်ဘာ31ရက်အထိသတ်မှတ်ထားကြောင်းအထွေထွေတပိပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB ကထုတ်ပြန်ကြေညာပါတယ်စစ်ကောင်စီဟာအကြမ်းဖက်မှုပေါင်းစုံကျင့်သုံးပြီးမတရားအာဏာသိမ်းခြင်းကစလို့ဒီကနေ့တိုင် သူ့ရဲ့အာဏာတည်မြဲရေးဆောင်ရွက်နေပြီးလူမှုရေးစီးပွားရေးနဲ့နိုင်ငံရေးတို့မှာအကြမ်းဖက်မှုအကျဉ်ပြတ်ချစားရေးကြီးစိုးစေမှုတို့ကြောင့်တိုင်းပြည်ရဲ့အရေးမြင့်များစွာပျက်စီးဆုံးရှုံးခဲ့ကြောင်း GSCB ကဖော်ပြပါတယ်။ရလအနေနဲ့လူဦးရေ12တန်းကျော်ထမင်းငတ်နေတဲ့တိုင်းပြည်မူရည်စေဝါနဲ့ကြားဖြန့်လောင်းကစားတို့စခန်းချရာတိုင်းပြည်လုံခြုံမှုမရှိဆုံးနဲ့နေစဉ်အကြမ်းဖက်မှုတို့ပြင်းထန်နေတဲ့တိုင်းပြည်တစ်ခုအဖြစ်ကိုသက်ဆင်းသွားကြောင်း GSCB ကဆိုပါတယ်။ ဒီလိုအခြေအနေမှာပြုတ်လုတဲ့ရွေးကောက်ပွဲဟာအတုအယောင်နဲ့ထောင်ချောက်ပဲဖြစ်ကြောင်းဒီရွေးကောက်ပွဲကနေတိုင်းပြည်ကိုဘလို့အပြောင်းလဲမှစောင့်ကျဉ်းနိုင်လိမ့်မှာမဟုတ်ကြောင်းဒေါ်လာရေးအင်အားစုတွေကထုတ်ပြန်ပါတယ်။ဒါကြောင့်ပြည်သူလူထုအနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုနှိပရိရဲ့ကြွယ်ကြွယ်သုံးပြီးတပိတ်မောက်ဆန့်ကျင်ကြပါလို့ဒေါ်လာရေးအင်အားစုတွေကမြစ်တာရက်ခံခဲ့ပါတယ်။ဒီကာလကိုစစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ကာလအဖြစ်သတ်မှတ်ပြီးနေရာဒေသအသီးအသီးကပြည်သူတွေအနေနဲ့နီလန်းမျိုးစုံနဲ့ဆန့်ကျင်ကြဖို့ GSCB ကတိုက်တွန်းလိုက်ပါတယ်။တစ်ဖက်မှာလည်းအာနာသိန်းစစ်ကောင်စီကရွေးကောက်ပွဲဖြစ်ဖို့အနည်းမျိုးစုံနဲ့ကြိုးပမ်းနေပြီးရွေးကောက်ပွဲကိုစန့်ကျင်တဲ့ပြည်သူတွေအပေါ်ဖမ်းအဆီးမှုတွေဆက်တိုက်လှုပ်ဆောင်နေပါတယ်ရှင်။အာရခတ်တော် AA သိမ့်ပိုက်ထိန်းချုပ်ထားတဲ့တောင်ကုန်းမြို့ကစာတင်ကြောင်းတစ်ကြောင်းကိုစစ်ကောင်စီတပ်၄ကြောင်းကနေပေါင်900ပုံကျဲချတိုက်ခိုက်ခဲ့ပါတယ်။အောက်တိုဘာ29ရက်ညပိုင်းမှာတောင်ကုန်းမြို့နယ်မီးချောင်းထိုးကျေးရွာကမဟောတရာအခမဲ့ကိုပိုင်းအထက်တန်းကျောင်းကိုဘုံကျဲခဲ့တာလို့ ရခိုင်ပြည်နယ်ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါရယ်ဒီနေ့မနက်ထီကြားရတလောက်တော့ကျောင်းဆောင်တော့ပျက်စီးသွားပြီးလူအထိခိုက်မရှိဘူးလို့တောင်ကုန်းမြို့ကန်စစ်ဆောင်တအူးကပြောတာပါလုံခြုံရေးအရာအကြောင်းပိတ်ထားတာကြောင့်လဲအထိခိုက်မရှိခဲ့တာဖြစ်တယ်လို့သူကရှင်းပြပါရယ်စစ်ကောင်စီတပ်ဟာဘကိုးတိုင်းဗရောင်းမြို့နယ်ကတဆင်တောင်ကုန်းမြို့စီ UTV စစ်ကြောင်းထိုးဖို့ကြိုးစားနေတယ်လို့လေကြောင်းကနေလဲတိုက်ခိုက်နေတာဖြစ်ပါရယ်စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုအေအေနဲ့မဟာမိတ်ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်နေပါရယ် တောင်ကုတ်ပတောင်လမ်းပိုင်းမှာဒီလစံပိုင်းကတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအောက်တိုဘာ14ရက်မှာတော့ပတောင်မြို့နယ်တဲကစစ်ကောင်စီစခန်း63လုံးပွင့်ကုန်းကိုသိမ်းယူနိုင်ခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာလည်းတောင်ကုတ်ပတောင်လမ်းပိုင်းနေရာတချို့မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးတောင်ကုတ်မြို့ရဲကိုပါစစ်တပ်ကလေကြောင်းကနေဘုံကျဲနေတာဖြစ်ပါတယ်။ AA ထိန်းချုပ်ထားတဲ့မြို့တွေကိုလေကြောင်းကနေတိုက်ခိုက်တာအရက်သားပြည်သူတွေအပေါ်နေရောညပါအကြမ်းဖက်တိုက်ခိုက်တာတွေလုပ်နေလို့သတိပြုကြဖို့ ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းမှာ AA ကထုတ်ပြန်ထားပါတယ်။အောက်တိုဘာ25ရက်ကနေအောက်တိုဘာ28ရက်အတွင်းတောင်ကုတ်အန်ပုံနှကျွန်းနဲ့ကြောက်ဖြူမြို့နယ်တွေကိုစစ်ကောင်စီတပ်ကဘုံကျဲလို့ကလေး2ဦးသေဆုံးပြီး2ဦးဒဏ်ရာရခဲ့ပါတယ်ရှင်။မကွေးတိုင်းစိတ်ဖြူမြို့နယ်ကစစ်ကောင်စီတပ်ရဲ့ဂိတ်စခန်းကိုတော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား4ဦးသေပြီးလက်နက်ခဲယံတချို့သိမ်းဆီးရရှိခဲ့တယ်လို့ပခုတ်ကူခရိုင်စစ်ဌာနကထုတ်ပြန်ပါတယ်။ ဆိတ်ဖြူနဲ့ဆလင်းမျိုးတို့ကိုချိတ်ဆက်ထားတဲ့လမ်းမကြီးပေါ်ကဂိတ်စခန်းကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီဂိတ်မှာပြည်သူစစ်နဲ့စစ်ကောင်စီတပ်သား12ဦးကနေ15ဦးအထိရှိတယ်လို့ပခုတ်ကူခရိုင်တပ်ရင်း19တာဝန်ရှိသူက People's Spring ကိုပြောပါတယ်တိုက်ပွဲအတွင်းရင်းနသာကော်လမ်မကွေးတိုင်းပကဖရွေရှားစစ်ကြောင်းကစစ်ကြောင်းမူရဲဘော်ဆိတ်ဖြူခေါ်ရဲဘော်ဟိမင်းသူကြာဆုံးခဲ့ရတယ်လို့အသိပေးပါတယ်အောက်တိုဘာ29ရက်မနက်9:00နာရီခွဲဝန်းကျင်မှာ စေဖြူမြို့နယ်ဂွေးပင်ချောင်းကျေးရွာနဲ့တောင်ငယ်လုံးကျေးရွာကြားကစစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ပခုတ်ကူခရိုင်တရင်16နဲ့မကွေးတိုင်းပတ်ကဖောက်ရွေရှားစစ်ကြောင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်က၄ဦးသေဆုံးပြီး MA3 တနတ်တလက်နဲ့ခေယံအခြားဆက်ဆက်ပစ္စည်းတွေသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဂိတ်စခန်းတိုက်ခိုက်ရပြီးတဲ့နောက်စစ်ကောင်စီတပ်ကဂွေးပင်ချောင်းကျေးရွာနဲ့တောင်ငယ်လုံးကျေးရွာကိုအင်အားဖြည့်တာအပြင်စိတ်ဖြူစလင်းလမ်းပိုင်းကိုစစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။ စစ်ဖြူနဲ့စလင်းမြုံနယ်လမ်းပိုင်းကိုထိန်းချုပ်နိုင်ဖို့အောက်တိုဘာ25ရက်မှာစစ်ကောင်စီတပ်ကအင်အား200နဲ့စစ်ကြောင်းထိုးခဲ့ပေမဲ့အထိနာပြီးစိတ်ဖြူမျိုးတွေပြန်ဆုတ်ခေရတာဖြစ်ပါတယ်ရှင်။ချင်းပြည်နယ်ဟာခမြို့မှာအောက်တိုဘာ29ရက်ကစပြီး2026 January လကုန်အထိ3လကျော်ကြာညမထွက်ရအမိန်ထုတ်ပြန်လိုက်တယ်လို့ချင်းလန် Defense Force ဟာခကအသိပေးပါတယ်။ဟာခမြို့မှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့အောက်တိုဘာ29ရက်ကနေ January 31ရက်အထိ ည9နာရီကနေမနက်9နာရီအတွင်းအပြင်လုံးဝမထွက်ကြဖို့ကြေညာထားတာပါမိဘပြည်သူတွေအနေနဲ့စိတ်ရှည်သတိကြီးစွာပူပေါင်းပါဝင်ပေးကြဖို့ CDF ဟာခါကတိုက်တွန်းလိုက်ပါတယ်အမိန့်ကိုလိုက်နာဖို့ပြက်ကွက်သူတွေကိုထိရောက်စွာ အရေးယူမှာဖြစ်ပြီးပြစ်ခတ်ကြရရင်တာဝန်ယူဖြေရှင်းမှာမဟုတ်ကြောင်းအသိပေးထားပါတယ်ဟာခါမျိုးအပါဝင်ချင်းပြည်နယ်မှာစစ်ကောင်စီကရွေးကောက်ပွဲကိုအကြောင်းပြပြီးနေ့စဉ်ဘုံကျဲတိုက်ခိုက်မှုတွေကျူးလွန်နေတာညအချိန်မတော်အိမ်တွေကိုဝင်ရောက်ဖမ်းဆီးတာ လေချောင်းကနေစစ်အင်အားဖြည့်နေတာကိုလည်းဖော်ပြအသိပေးထားပါတယ်။ဒီအချိန်နှီးမှာဟာခါ CDF ကစစ်တပ်ရဲ့ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ကာလတွေကိုညမထွက်ရအမိန်ထုတ်ပြန်လိုက်တာဖြစ်ပါရဲ့ရှင်။ဂျပန်နိုင်ငံခရီးစဉ်အတွင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအသက်ဆက်ဆက်ဂျပန်ဝန်ကြီးချုပ်ဆာနေတာကိုင်ချီနဲ့အတူနှစ်နိုင်ငံတက်တူပူးပေါင်းတူဖော်ရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အောက်တိုဘာ28ရက်နေ့မနက်ပိုင်းကတိုချိုမှာသမ္မတထရမ့်ကိုအဲခံကြိုဆိုခဲ့ခြင်းတာကိုင်ချီက သူ့ရဲ့နိုင်ငံဟာအမေရိကန်နဲ့ဆက်ဆံရေးရွှေခေတ်ကိုထူထောင်ဖို့စိတ်ပိုင်းပြတ်ထားကြောင်းပြောကြားခဲ့ပါတယ်။တာကန်ဂျီဟာဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ်ပြီးခဲ့တဲ့သတင်းပတ်ကမှကျန်းသစ်စာကျင်းပခဲ့သူဖြစ်ပါတယ်။ထရမ့်နဲ့တာကန်ဂျီတို့လက်မှတ်ရေးထိုးခဲ့တဲ့စာချုပ်ကခေတ်သစ် electronic ပစ္စည်းတွေစစ်လက်နက်တွေထုတ်လုပ်ရေးမှာမရှိမဖြစ်အရေးပါလာတဲ့မြေရှားတပ်တူကုန်ကျန်းတွေတူးဖော်ထုတ်လုပ်ရေးနဲ့တန်းစင်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။စာချုပ်ရဲ့ရည်ရွယ်ချက်က ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာအတွက်အရေးပါဆုံးလိုအပ်တဲ့ဓာတ်သတ္တုပစ္စည်းတွေကိုနှစ်နိုင်ငံစလုံးရေရှည်မဖူဖူလုံလုံရရှိနေစေဖို့ဖြစ်တယ်လို့နှစ်ဖက်အစိုးရတွေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါတာကန်ချီကတော့ Trump နဲ့တွေ့ဆုံချိန်မှာနှစ်နိုင်ငံဆက်ဆံရေးရွှေခေတ်ကိုထူထောင်ဖို့တန်ိတ်ထန်ချထားကြောင်းနဲ့အဲ့ဒီကာလအတောအတွင်းဂျပန်ရော American ပါပုံမအားကောင်းလာပုံမကြွယ်ဝလာကြမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ဆွေးနွေးမှုတွေတွင်မှာတော့တာကန်ချီက သူဟာလာမယ့်နှစ်နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်ထရမ့်ကိုအဆိုပြုထောက်ခံသွားမယ့်အကြောင်းကတိပြုခဲ့တယ်လို့လဲအင်ဖြူရော်ကကြေညာခဲ့ပါတယ်။တတ်တူတူဖော်ရေးကိစ္စစာချုပ်ချုပ်ဆိုအပြီးတာကိုင်ချင်းနဲ့အတူပြုံးပြုံးရွှေရွှေဓာတ်ပုံတွဲရိုက်ခဲ့တဲ့နောက်ထရမ့်ကအမေရိကန်နဲ့ဂျပန်ဆက်ဆံရေးဟာအားအကောင်းဆုံးအဆင့်ကိုရောက်ရှိနေပြီလို့ချီးကျူးခဲ့ပါတယ်။သူကတာကန်ချီဟောင်ဂျပန်ရဲ့အထက်မြတ်ဆုံးဝန်ကြီးချုပ်တဦးဖြစ်လာလိမ့်မယ်လို့ယုံကြည်ကြောင်းလဲဆိုပါတယ်။ဂျပန်မှာတာကန်ချီလိုထူးချွန်တဲ့အမျိုးသမီးခေါင်းဆောင်တဦးရှိလာတာက တကယ်ကိုအရေးကြီးတဲ့အခြေအနေတစ်ခုလို့လဲထရမ့်ကပြောပါတယ်။နောက်တော့လက်မှတ်ရေးထိုးတဲ့အခမ်းအနားကျင်းပရာခမ်းမဆောင်တဲ့ကို1989နဲ့1983ခုနှစ်တွေတော်တွင်မြောက်ကိုရီးယားအေဂျင့်တွေရဲ့အထမပြန်ပေးဆွဲတာခံခဲ့ရတဲ့ဂျပန်နိုင်ငံသားတွေရဲ့မိသားစုဝင်တွေကဝင်ရောက်လာခဲ့ကြပါတယ်။အဲ့ဒီတုန်းကအ ਨੇ စုံဂျပန်နိုင်ငံသား18ဦးလောက်ပြန်ပေးဆွဲခံရပြီးလက်ရှိအချိန်ထိဂျပန်နဲ့မြောက်ကိုရီးယားကြားဖြည့်ရှင်းလို့မရသေးတဲ့ပြဿနာအဖြစ်ရှိနေပါတယ်။ ထရမ့်ကသူ့ရဲ့အမေရိကန်သမ္မတပထမသက်တမ်းအတွင်းအဲ့ဒီပြန်ပေးဆွဲခံရသူတွေရဲ့မိသားစုတွေနဲ့တွေ့ဆုံခဲ့ဘူးသလိုအခုတစ်ကြိမ်တွေ့ဆုံမှုမှာတော့ပြန်ပေးဆွဲခံရသူတွေလွတ်မြောက်စေရေးအစွမ်းရှိသမျှစ조사သွားမယ်လို့ကတိပြုခဲ့ပါတယ်။ထရမ့်ဟာ၅ရက်ကြာအာရှခရီးစဉ်အဖြစ်မလေးရှားနဲ့ဂျပန်တို့ကိုရောက်ရှိခဲ့ပြီးအဲ့ဒီကနေတောင်ကိုရီးယားကိုခရီးဆက်မှာဖြစ်ပါတယ်ရှင်။ဇမေကာနိုင်ငံစီဦးတည်၍ရှားနေတဲ့ဟာရီကိန်းမယ်လစ်ဆာကအခုနှစ်ရဲ့အင်အားအပြင်းထန်ဆုံးမုန်တိုင်းဖြစ်လာနေတယ်လို့သိရပါတယ် အမေရိကန်မိုးလေဝသပညာရှင်တွေကမုန်တိုင်းရဲ့နောက်ဆက်တွဲဖြစ်လာမယ့်ရာသီဥတုကြမ်းတမ်းပြင်းထန်မှုတွေဟာအရန်ဆိုးနိုင်ပြီးဂျမေကာကမ်းရိုးတန်းကိုမုန်တိုင်းဒီအလိုင်းတွေအပြင်းထန်ရိုက်ခတ်လိမ့်မယ်လို့သတိပေးထားပါတယ်။ Caribbean ပင်လယ်ထဲမှာရှိတဲ့ကျွန်းနိုင်ငံကို Hurricane Melissa ကလာမယ့်36နာရီအတွင်းဖြတ်သန်းဝင်ရောက်ဖို့ရှိနေပါတယ်။မုန်တိုင်းရဲ့လေတိုက်နှုန်းကတနာရီ195မိုင်လောက်ထိပြင်းထန်လာနေပြီး Category 5အဆင့်အအကောင်ဆုံးမုန်တိုင်းမျိုးဖြစ်လာခဲ့ပါတယ်။ မုံတိုင်းရွေရှားဖြတ်တန်းတဲ့အချိန်ကြောင်းဟေတီနဲ့ဒိုမီနီကန်နိုင်ငံတွေမှာအ ਨੇ စုံလူလေးဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်။မုံတိုင်းကတိုက်ခတ်နှုန်းပြင်းသလောက်ရွေရှားတဲ့မြန်နှုန်းကြတော့နှေးပါတယ်။အထက်ဘက်ကတော့မုံတိုင်းဖြတ်တန်းတဲ့လမ်းကြောင်းတစ်လျှောက်ဒေသတွေဟာဆိုးရွားပြင်းထန်တဲ့ရာသီဥတုတန်းကိုပိုပြီးအချိန်ကြာကြာခံစားရမယ်ဆိုတာပါပဲ။ American ရဲ့အမျိုးသား Hurricane Center NHC ကတော့လေတိုက်နှုန်းပြင်းထန်မှုအရမယ်လက်ဆာဟာကမ္ဘာပေါ်မှာအခုနှစ်အတွက် အားအကောင်းဆုံးပုံတိုင်းဖြစ်လာတယ်လို့ပြောကြားခဲ့ပါတယ်။အောက်တိုဘာ29ရက်နေ့ထိအချိန်ဤအရမဲလစ်ဆာဟာဂျမေကာမြို့တော်ကင်စတန်ရဲ့အနောက်တောင်ဘက်144မိုင်အကွာမှာရှိနေခဲ့ပြီးဂျမေကာဘက်ကိုဖြည်းဖြည်းချင်းရွေ့ရှားလာစေပါ။ American အမျိုးသား Hurricane Center ရဲ့ကြေညာချက်မှာတော့မုန်တိုင်းကြောင့်ဖြစ်ပေါ်လာမဲ့မိုးသည်သည်ထန်ထန်ရွာသွန်းမှုတွေလေပြင်းတိုက်ခတ်မှုတွေနဲ့လှိုင်းရိုက်မှုတွေကလူအသက်တွေကိုချိန်းချောင်နိုင်ပြီးအတိုင်းအတာကြီးမားတဲ့ပျက်စီးမှုတွေနဲ့ကြုံတွေ့စေနိုင်တယ်လို့သတိပေးဖော်ပြထားပါတယ်။ ဂျမေကာအစိုးရဟာမုံတိုင်းတန်အစိုးဆုံးခန်းစားရနိုင်ခြင်းရှိတဲ့နေရာတွေမှာယာယီခိုလုံရေးစခန်း900နီးပါးကိုစီစဉ်ပေးထားပြီးကေဆေးကြီးအဖွဲ့တွေကိုလည်းကြိုတင်တက်လှမ်းထားပါတယ်။ဂျမေကာဝန်ကြီးချုပ်ကလည်း NDA ဇုံတွေမှာနေထိုင်တဲ့ဒေသခံတွေအနေနဲ့အာနာပိုင်တွေရဲ့စီစဉ်ပေးမှုမှာပူးပေါင်းပါဝင်ပြီးအမြန်ဆုံးကြိုတင်ရွှေ့ပြောင်းကြဖို့လူမှုကွန်ရက်ပေါ်မှာတိုက်တွန်းရေးသားခဲ့ပါတယ်ရှင်။ American စစ်သင်္ဘောကို Venezuela ကတိုက်ခိုက်တယ်လို့မျိုးလောက်ကျန်ဖန်တီးမဲ့ American ဗဟိုထောက်လှမ်းရေး Agency CIA ရဲ့အစီအစဉ်ကိုဟန်တားနိုင်ခဲ့ကြောင်း Venezuela ကဆိုပါတယ်။အောက်တိုဘာ29ရက်နေ့မှာ Venezuela အာဏာပိုင်တွေက CIA ထောက်ပံ့ပေးထားတဲ့ Hewlett Cell တခုကိုဖောက်ထုတ်ပြီးအဲ့ဒီ Agency ကိုဟန်တားနိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ CIA ကပံ့ပိုးပေးထားတဲ့ Cell ဟာ Caribbean ပင်လယ်ပြင်တောင်ပိုင်းမှာဖြန့်ကျက်ထားတဲ့ American စစ်သင်္ဘောကိုတိုက်ခိုက်ပြီး Venezuela လက်ချက်အဖြစ်ပုံချဖို့ကြံစီထားတယ်လို့ Venezuela ထောက်လှမ်းရေးတွေကဆိုပါတယ်။ အပြစ်ပုံချမဲ့အကြံစီအတွက် CIA ကရွေးချယ်ထားတဲ့ပြစ်မှတ်ဟာ American ရဲ့ပဲ့ထိန်တုံးကြီးတက်ဖြတ်သိမ်းပေါ် USS Gravely ဖြစ်တယ်လို့ Venezuela ကအခိုင်အမာပြောပါတယ်။အဲ့ဒီသိမ်းပေါ်ဟာ October 26ရက်နေ့တုန်းက Trinidad နဲ့ Tobago နိုင်ငံမှာကန့်ကွက်ရနာထားခဲ့ပါတယ်။အဲ့ဒီနေရာက Venezuela ကုန်းတွင်းပိုင်းကိုဒုံးကြီးတွေနဲ့ပြစ်ခတ်နိုင်လောက်အောင်လက်လန်းမိပါတယ်။ CIA ကတော့ Venezuela ဘက်ကဆွဆွဲမှုနဲ့ပတ်သက်လို့တစ်ခုခုတုံ့ပြန်မှတ်ချက်ပေးတာမျိုးမရှိပါဘူး။ American သမ္မတ Trump ဟာ ဗင်နီဇွဲလာအပေါ်ရန်လုံမှုတွေတည်တည်တတပြသနေတယ်လို့ကာရေဘီယံမှာစစ်အင်အားစုဝေးဖြန့်ကျက်ထားမှုကလည်းသမ္မတနီကိုလတ်စ်မာဒူရိုရဲ့ဗင်နီဇွဲလာအစိုးရအတွက်တော့စိုးရိမ်မှုတွေကိုမြင့်တက်လာစေပါတယ်။ထရမ့်ကမာဒူရိုကိုမူရမှောင်ကိုဂိုင်းကောင်းဆောင်တဦးလို့ဆွဆွဲပြီးဒေါ်လာတန်90စုငွေထုတ်ထားပါတယ်။ဒါအပြင်အမေရိကန်စီမူရစေးမှောင်ကိုတင်ပို့နေတဲ့ရေရင်တွေလို့ဆွဆွဲပြီးဗင်နီဇွဲလာလှေတော်တော်များများလည်းကာရေဘီယံပင်လယ်မှာကြားဖြတ်တက်ခိုက်ဖြစ်စည်းပစ်ခဲ့ပါတယ်။ ဗင်နီဇွဲလာမှာမာဒူရိုရဲ့အစိုးရကိုဖြုတ်ချဖယ်ရှားဖို့ကြံစည်နေတယ်ဆိုတဲ့ထင်ကြီးတွေကိုတော့ထရမ့်ကညှင်းဆို့ထားပါတယ်။ဗင်နီဇွဲလာရဲ့မူရစေဝါမှောက်ကိုကိုင်းတွေကိုတိုက်ဖြတ်ဖို့ဆိုတဲ့အစီအမံအရအမေရိကန်စစ်တပ်ဟာကာရီဘီယံမှာစစ်သင်္ဘော9စီးနဲ့မက္ကဆီကိုပင်လယ်ကွေ့မှာစစ်သင်္ဘောတစ်စီးဖြန့်ကျက်ထားပါတယ်။ဒါတင်မကသေးပဲကမ္ဘာပေါ်မှာအကြီးမားဆုံးလေယာဉ်တင်စစ်သင်္ဘောကြီးဦးဆောင်တဲ့တိုက်ရင်ရင်အုပ်စုကလည်းမကြခင်ကာရီဘီယံပင်လယ်ပြင်စီရောက်ရှိလာမယ်လို့ အမေရိကန်ရဲ့ပင်တဂွန်စစ်ဌာနချုပ်ကထုတ်ပြန်ထားပါတယ်ရှင် People's Spring ရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်